လက်ပိတ်တယ်လို့ခံစားနေရလို့ရှိရင်လက်ပွင့်စေတဲ့စီးပွားလက်လာပါရွှင်စေတဲ့ဂမ်ဘီယာအစားအစာလေးတစ်ခုအကြောင်းကိုပြောပြပေးမယ်။ဒီအစားအစာလေးကအရန်လည်းလူတိုင်းနဲ့လည်းရင်းနှီးနေလွယ်လွယ်လွယ်ကူတဲ့ရိုးရှင်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒီဂမ်ဘီယာအစားအစာကိုကျမတို့ဗဆရာကြီးမင်းသိန်းခကိုတိုင်းလက်တွေ့ကျင့်သုံးပြီးတော့ အခုအချိန်ကြီးခက်အဆက်ဆက်ကိုဆရာကြီးရဲ့ဒင်းနေတဲ့ဆရာဆရာမများဖြစ်တဲ့အာယူရောမင်္ဂလာချမ်းကလည်းလုံအကျင့်သုံးနေရဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအစားအစာဘာလဲဆိုလို့ရှိရင်တီးဆုံပဲဟင်းဖြစ်ပါတယ်။တီးဆုံပဲဟင်းကလူတိုင်းအိမ်တိုင်းမှာခဏခဏစားနေကြဖြစ်တယ်เนาะအလှူတွေအလှူမင်္ဂလာတွေမှာလည်းတီးဆုံပဲဟင်းမပါမဖြစ်ဘူးเนาะ ဆိုတော့ဒီတီးဆုံပဲရင်ကတကယ်ကိုလက်ရွှင်စေပါတယ်လက်ပိတ်နေတဲ့အခါမျိုးမှာတီးဆုံပဲရင်ကိုကိုယ်တိုင်ချက်ပြီးတော့ဆွန်းလောင်းရင်လည်းဆွန်းလောင်းဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်နီးနားချင်းတွေကိုလည်းဝေပေးလိုက်နော်ဆိုတော့အရင်တော့ကလည်းသီးဆုံးပဲဟင်းခဏခဏစားတာပဲတကယ်ရောလက်ပွင့်လို့လားလို့ပြောကောင်းပြောနိုင်တယ်ပေါ့နော်အရင်တော့ကတတိမပြုတ် မိဘူးပေါ့နော်တီးဆုံးပဲဟင်ခဏခဏချက်စားတယ်ဆိုပေမဲ့သူ့စားပြီးတော့လက်ပွင့်ခဲ့သလားမပွင့်ခဲ့သလားဆိုလဲတတိမပြုတ်မိခဲ့ဘူးပေါ့နော်အခုပြောပြီးပြီဆိုတော့တိပြီးပြီဆိုတော့ချက်စားပါ ချက်တဲ့အခါမှာသရဏဂုံဗုဒ္ဓံသရဏဂိသာနိဓမ္မံသရဏဂိသာနိဆိုတဲ့သရဏဂုံ၃ပါးကိုဆိုပြီးပဲအဲရွတ်ပြီးတော့ပဲချက်ချက်ငါမေတ္တာတုတ်ကလေးရွတ်ပြီးတော့ပဲချက်ချက်ပို့ပြီးတော့ကောင်းပါတယ်ကိုယ့်ရဲ့မေတ္တာစေတနာလေးတွေကိုထည့်ပြီးချက်တဲ့အခါကျတော့ပို့ပြီးတော့ဟိုအစားအစာလေးကပို့ပြီးတော့အစွမ်းထက်တာပေါ့နော်ဆိုတော့ ကိုအိမ်မှာတေချဘိုးခောက်လေးရှိလို့ရှိရင်လည်းပူစင်ပြေတဲ့တေချဘိုးခောက်ဖြစ်ဖြစ်တေချဘိုးအမှုန်ဖြစ်ဖြစ်ထဲ့ပေါ့နော်တေချဘိုးခောက်တေချဘိုးမှုန်နေမရနိုင်ဘူးမရှိဘူးဆိုလို့ရှိရင်လည်းဒီကလားလေးမဆလာတို့ပေါ့နော်အဲ့ဒီမဆလာတွေမှာဟင်းကပ်အမွေးအကြိမ်တွေမှာတေချဘိုးခောက်တွေပါပါတယ်နော်အဲ့ဒါလည်းအဆင်ပြေပါတယ်အဓိကကကိုစိတ်ကလေးကယုံကြည်နေဖို့ဒီပဲဟင်းကို ကိုယ်တိုင်ချက်စားပြီးတော့ပဝင်းကျင်ကိုအလှပေးလိုက်တဲ့အခါမှာကိုယ့်ရဲ့လက်လာဘတွေပွင့်လန်းတော့မယ်ပွင့်သွားပြီဆိုတော့ယုံကြည်မှုလေးတစ်ခုလေးထားလိုက်လို့ရှိရင် ို့ပြီးတော့ကိုအဆင်ပြေသွားမှာဖြစ်ပါလေရှင်ဘယ်အရာပဲလှုပ်လို့ကျမတို့ကစိတ်နဲ့အလုပ်လုပ်ရတာဖြစ်တာမို့လို့ယုံကြည်မှုလေးတစ်ခုထားလိုက်ပြီဆိုလို့ရှိရင်တော့90ရာခိုင်နှုန်းကအောင်မြင်ပြီးသားဖြစ်ပါတယ်เนาะဆိုတော့ကိုကိုကိုလက်ပိတ်နေတယ်လို့ခံစားရလို့ရှိရင်တော့တီးဆုံပေးဟင်းလေးကိုကိုယ်တိုင်ချက်ပြုတ်စားတော့ပြီးတော့ကုသိုလ်ဒါနလေးပြုလိုက်ပါလို့အကြံပေးခြင်းပါတယ်เนาะကိုယ်တိုင်လည်းလှုပ်ပြီးတော့လက်တွေ အကျိုးခံစားရလို့မျှဝေပေးတာဖြစ်ပါတယ်ရှင်